အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကျွန်တော်ရဲ့စာဖတ်ပြည့်တမ်းများကိုစာအုပ်အစ်တုံးနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဒီစာအုပ်ကနာမည်ကတော့ဖြင့်မြမဆေးဘဲဝင်အပင်များဘောင်းချုပ်လို့အမည်ပေးထားပါတယ်အဒီစာအုပ်ကအစ်စ်ဆိုပေမဲ့လည်းသူ့ရဲ့ရှေ့ကထွက်ခဲ့တဲ့စာအုပ်အင်္ဂလိပ်စာအုပ်ကိုမြန်မာဘာသာနဲ့ပြန်လည်ထုတ်ဝေထားတာဖြစ်ပါတယ်ဒီစာအုပ်ကတော့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလမှာထုတ်ဝေခဲ့တဲ့ Myanmar Medicinal Plant Encyclopedia ဆိုတဲ့စာအုပ်ကအင်္ဂလိပ်လိုပဲအကုန်လုံးရေးထားတာဖြစ်ပါတယ် ဒါကြောင့်မလို့စာဖတ်သူများတဲ့ကနေပြီးတော့မှဒါအင်္ဂလိပ်လိုရေးတဲ့အခါမှာအချို့ကလည်းအခက်အခဲရှိတယ်မြန်မာဘာသာနဲ့ထုတ်ပေးပါဆိုတဲ့ကြောင့်မလို့ဒီစာအုပ်ကိုပဲကျွန်တော်မြန်မာဘာသာနဲ့ပြန်ပြီးတော့မှမြန်မာစေဘဲဝင်အပြင်များပေါင်းချုပ်ဆိုပြီးတော့ထုတ်ထားတာဖြစ်ပါတယ်အဲ့တော့မြန်မာလိုဖတ်ရှုလိုတဲ့ပိဋကတ်တွေနဲ့လည်းအဆင်ပြေမယ်လို့လည်းကျွန်တော်အနေနဲ့ယုံကြည်ပါတယ်နော်ဒီစာအုပ်မှာအားလုံးမြန်မာနိုင်ငံအတွင်းမှာအဓိကပါရောက်တဲ့အပြင်1528ပင်ပါဝင်ပါတယ်1528ပင်ရဲ့တခုတပင်ချင်းစီလိုက်ကို ပြောရမယ်ဆိုလို့ရှင်ဒီအပင်တပင်ရဲ့ယုခဗီရအမည်ပြီးရင်နိုင်ငံတကာအမည်မြန်မာအမည်မြန်မာအမည်ဆွဲနေရမှာမြန်မာအမည်ကတော့ဒေသပေါ်မှာတည်ပြီးတော့မြန်မာနိုင်ငံအနှံ့အပြားမှာအခေါ်အော်လေးတွေကွဲလဲတတ်ပါတယ်ဒါပေမဲ့မြန်မာနိုင်ငံအတွင်းမှာအခေါ်အများဆုံးလူသိအများဆုံးမြန်မာအမည်ကိုသာဖော်ပြထားခြင်းဖြစ်တယ်ဆိုတာလေးကိုလည်းပြောပြခြင်းပါတယ်ပင်အပင်တည်းဟုဆိုတာဒီပင်ကဘလို့အပင်မျိုးလဲအပင်ပြောပင်လားဒါမှမဟုတ်ရှင်နှစ်ရှိခံအပင်လားရာသီပင်လားစသီအပင်ဒါကိုလည်းခွဲခြားဖော်ပြထားပါတယ် ပြီးရင်ဒီအပင်မှာစားသုံးနေတဲ့အစီပိုင်းရှိလို့ရှိရင်ဘယ်အစီပိုင်းကတော့စားသုံးနေလို့ရတယ်ဆိုတာလေးဖော်ပြထားပါတယ်အချို့အပင်တွေကအမြစ်ကိုစားရတယ်အချို့အပင်တွေကအသီးကိုစားရတယ်အချို့အပင်တွေကအရွက်ကိုစားရပါတယ်နော်ပြီးရင်သူ့ရဲ့ဆေးဘက်ဝင်တဲ့အစီပိုင်းကတော့ဘယ်ဟာဖြစ်တယ်ဆိုတာလေးကိုလည်းဖော်ပြထားပါတယ်အဲ့တော့အပင်မှာအချို့အပင်တွေကတော့အပင်တစ်ပင်လုံးမှာဆေးဘက်ဝင်ပါတယ်အချို့ကတော့အရွက်ကိုပဲအဆေးအနေနဲ့အသုံးပြုပါတယ်အချို့ကတော့အမြစ်ကိုအသုံးပြုပါတယ်အချို့ကတော့အခောက်ကိုအသုံးပြုပါတယ်စသည်အားဖြင့်ပေါ့နော်ဘယ်အစီပိုင်းကဆေးဘက်ဝင်တဲ့အစီပိုင်းဖြစ်တယ်ဆိုတာကိုကျွန်တော်ဖော်ပြပေးထားပါတယ်နောက်တစ်ခုက ်ဆေးဘက်ဝင်တဲ့အာနိသင်ပေါ့နော်အချို့ပင်တွေကဆေးဘက်ဝင်တဲ့အာနိသင်တွေအများကြီးရှိပါတယ်အချို့ပင်ကြတော့အနည်းငယ်ရှိပါတယ်အဲ့တော့ဘလောက်ပဲများများကျွန်တော်စားမျက်နှာခက်ခဲကြအောင်မလို့အာဆေးဘက်ဝင်တဲ့အပိုင်းကို၄ခုကနေပြီးတော့မှ၆ခုလောက်အထိပဲကျွန်တော်ဖော်ပြထားပါတယ်။အဒီနေရာမှာဆေးဘက်ဝင်တဲ့အာနိသင်နဲ့ပတ်သက်လို့ကျွန်မအောက်မှာ star လေးတွေဖော်ပြထားပါတယ်။ဒီ star လေးတွေက star တစ်ခုနှစ်ခုသုံးခုပေါ့နော်။ star တစ်ခုတည်းရှိတယ်ဆိုလို့ရှိရင်ဒါကတာမန်အဖြစ် traditional အသုံးလို့ပဲကျွန်တော်တို့ယူဆပါတယ်။ ောက်တစ်ခုက star နှစ်ခုဆိုလို့ရှိရင်တော့ evidence base လို့ခေါ်ပါတယ်။ဒါကသိပ္ပံနည်းကျစမ်းသပ်ထားပြီးသားဆိုတဲ့အဖြေထွက်ပါတယ်။ဥပမာမျိုးဆိုရင်တိက္ဆာနီမှာစမ်းထားတာမျိုး၊ဒါခကမှာစမ်းထားတာမျိုး၊လူတွေမှာ clinical trial လုပ်ထားတာမျိုးစသည်အားဖြင့်ဆိုလို့ရှိရင် star နှစ်ခုရပါတယ်။ star သုံးခုဆိုလို့ရှိရင်တော့ဒီဟာကိုကြော်ပြီးတော့မှ product လို့ခေါ်တဲ့ဒီဆေးတွေပေါ့နော်။ဒီအပင်တွေကနေပြီးတော့ဆေးထုတ်တဲ့အဆင့်အထိကိုလုပ်နိုင်တယ်ဆိုရင်ဒါ star သုံးခုလို့သတ်မှတ်ပါတယ်။အဲ့တော့ဆိုတာဒီ star ရဲ့တစ်ခုလားနှစ်ခုလားသုံးခုလားကြည့်ပြီးတော့ဒီအပင်ရဲ့ဆေးဘက်ဝင် နဲ့အာနိသင်တွေကဘယ်လောက်ထိခိုင်မာတယ်ဆိုတာကို ပြောပြလို့ရပါတယ်နော်နောက်တစ်ခုကအခုဒီစာအုပ်မှာစီထားတာတွေကယုခဗေဒအမိရောမူတည်ပြီးတော့ ABC နဲ့စီထားတာဖြစ်တဲ့အတွက်နော်ဒီရှာဖွေတဲ့အခါမှာမြန်မာအမိရကနေတဆင့်ရှာဖွေတဲ့အခါမှာလွယ်လွယ်ကူရှာဖွေနိုင်အောင်ဆိုပြီးတော့မှမြန်မာအမိရကနေပြီးတော့ဒါဘော်ဒီနင်ကနင်းကိုပြရှာလို့ရတဲ့အာဆေးဘဝင်အပြင်ပိုင်းမြန်မာအမိစင်းဆိုပြီးတော့အနောက်မှာတတ်တတ်ဖော်ပြပေးထားပါတယ်အာဒီဟာကြီးကြီးအဖြစ်စာမျက်နှာဘလောက်မှာကိုရှာရတဲ့အပြင်ဒီ အာဥမာပြီဆိုလို့ရှိရင်အာဒီကနခိုပင်ဆိုရင်ကနခိုပင်ဒီအာစာမျက်နှာ125မှာရှိရဲဆိုတာကိုသွားပြီးတော့မှကြည့်လို့ရပါတယ်အာရှာဖွေတဲ့အခါမှာလွယ်ကူအောင်လို့လုပ်ပြီးထားတာဖြစ်ပါတယ်ဒီစာအုပ်နဲ့ပတ်သက်လို့ဒါကျေးဇူးတရားမဲ့ပုံကိုရှိပါတယ်အပထမဆုံးကျေးဇူးတင်ရမယ့်ပုဂ္ဂိုလ်နှစ်ယောက်ကတော့ဖြင့်ယုခဗေဒပညာရှင်များဖြစ်တဲ့ပမောခဒေါက်တာနုနုဆွေနဲ့နောက်တစ်ယောက်ကတော့ဖြင့်ပမောခဒေါက်တာလွင်မဆိုင်တို့ဖြစ်ပါတယ် အဲသူတို့ကကျွန်တော်ရဲ့အင်္ဂလိပ်စာအုပ်ထုတ်ဝေစဉ်ကလေးကလည်းအမှားစာရေးထားပေးခဲ့တဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။ဒီပါမောက္ခနှစ်ယောက်ကိုကျွန်တော်အနေနဲ့အထူးကျေးဇူးတင်ပါတယ်။နောက်တစ်ခုက Fame Publishing House ကဝန်ထမ်းတွေဖြစ်ပါတယ်။အင်္ဂလိပ်စာအုပ်ကနေပြီးတော့မြန်မာစာအုပ်ကိုပြန်တဲ့အခါမှာဒီ Fame Publishing House နဲ့အတူတူကျွန်တော်မှရှိတဲ့ဝန်ထမ်းတွေကနေပြီးတော့ပညာရှင်ဝန်ထမ်းတွေကဝိုင်းပြီးတော့မှမြန်မာလိုဝိုင်းပြီးတော့ဘာသာပြန်ပေးတာစာဝိုင်းရိုက်ပေးတာစသည်အားဖြင့်သူတို့ဝိုင်းဝန်းကူညီတဲ့အတွက်ကြောင့်မလို့လေကျေးဇူးတင်ရှိပါတယ်။နောက်တစ်ခုကတော့ဒီစာအုပ်ရဲ့ဒီဇိုင်းပေါ့နော်။ စာအုပ်ကဒီဇိုင်းကိုလုပ်ပြီးတဲ့ကျွန်တော်ရဲ့ဒီလေယုံတော်ကိုတူရနဲ့ကျွန်တော်သားလေးမောင်ဆိုးထဲအောင်လည်းအခုချိန်မှာအရန်ကျေးဇူးတင်ပါတယ်ဆိုတာလေးကိုပြောပြရစီနောက်ကျွန်တော်တို့ရဲ့ဒီစာအုပ်တွေမှန်သမျှဘူးပေါ့နော်ဒီ Facebook Publishing House ကထွက်တဲ့စာအုပ်တွေမှန်သမျှကိုအရေးသွေးကောင်းကောင်းနဲ့စိတ်တိုင်းတရားလှုပ်ဆောင်ပေးတဲ့ရိုက်နေပေးတဲ့သူဝနာတင်ကြီးပုံနေတဲ့ကိုလည်းဒီနေ့ဟာနေပြီးတော့ကျေးဇူးတင်ကြအောင်ကျွန်တော်အနုနည်းပြောလိုပါတယ်ခင်ဗျာအော်ဒီစာအုပ်လေးကိုရရတဲ့အတွက်ကြောင့်မလို့မြန်မာဘာသာနဲ့ဖတ်ရှုလို့တဲ့ပရိသတ်များအားလုံးလည်းအဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ် ဝယ်ယူအပ်ပြီးတဲ့အတွက်ကြောင့်ပေးတဲ့အားလုံးကိုလည်းကျွန်တော်အနေနဲ့အများကြီးကျေးဇူးတင်တဲ့အကြောင်းကိုပြောကြားလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။